အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာဂက်တာဝိုင်းဒီ180တောင်ပဲအမြောက်ဘက်ဆောင်တက်မှာပြနေဟောနေတဲ့ဇေယတိုင်ရဝဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတနင်္ဂနွေသားသမီးများအတွက်17ရက်6လနေပြီးတော့18ရက်6လအတွင်းတပတ်အတွင်းမှာကြုံတွေ့ရမယ်ကံကြမ္မာအကောင်အဆိုးကိုတဲတော့ကပ်ဖြစ်နမိတ်ပတ်ပြီးဟောကြားပြမှာဖြစ်ပါတယ်အဲ့တော့ဒီကာလမှာအလုရှောက်ထားတဲ့လူတွေဆိုရင်တော့အလုမူချရပါလိမ့်မယ် ။နောက်ကြီးကဲသူတွေရဲ့အကူအညီတွေကိုမထင်မပဲရမယ်ကာလလည်းဖြစ်ပါတယ်။တကူတတိပေးချင်တာကဒီကာလဟာအလိန်ခံတဲ့ကာလလည်းဖြစ်ပါတယ်။ကြယူဆိုင်ပါဝိဇိဥဇာနဲ့ပတ်သက်လာရင်တော့ငွေဝင်များနေသလိုကျွန်တော်တို့ငွေထွက်တာများနေတဲ့ကာလလည်းဖြစ်ပါတယ်အဲတော့ဒီကာလမှာ အဖိုးတန်ပစ္စည်းတွေဖြစ်တဲ့အကျွန်တော်တို့အကြောင်းမြရတာတွေဝင်လာတတ်တယ်ပြီးတော့အထယ်လိပ်တွေဝင်လာတတ်တဲ့ကာလလည်းဖြစ်ပါတယ်ဝင်လည်းကောင်းပါတယ်အဲ့ကိုရဲ့ဘိတ်ဆွေတဲ့မှာတနင်္ဂနွေလေးဘုဒ္ဓဘုရားသမီးရှိတယ်ဆိုရင်တော့သူတို့နဲ့ပတ်သက်ပြီးတော့စီစဉ်ရေးစရာကြုံရတတ်တယ်နောက်ပြီးတော့အမှုခင်းတွေဖြစ်တာပြဿနာဖြစ်တာကြုံရတတ်တဲ့ကာလလည်းဖြစ်တယ် ဲ့တော့အတူတရီတာဖို့လိုပါတယ်မိခင်စီတော့မိခင်ကြမ်းမိုင်ညံမယ်တော့ကိုယ့်ရဲ့နေမှာလဲမိသားစုဝင်နေတဲ့ကိုယ်နဲ့အဆင်ပြေဖြစ်နေတတယ်တော့အဲ့တော့မိသားစုဝင်နေတဲ့ကိုယ်နဲ့လည်းအစီအမကပ်ဘူးပြီးတော့ကိုယ်ကိုရန်ရှာနေတယ်ပြဿနာရှာနေတယ်လို့ခံစားနေရတဲ့ကာလလည်းဖြစ်ပါတယ် သားသမီးရှိတဲ့လူတွေဆိုရင်တော့ဒီကာလမှာကလေးတွေကိုကျမကြီးကူးစက်ပေးဖို့လိုပါတယ် one shot one ပြက်ဖြစ်တတ်ပါတယ်ကလေးတွေเนาะအဲ့တော့အနောက်ရှက်တွေအတိုက်ခံတွေဒီကာလမှာကင်းနေပါတယ်နေဝေသူများဖို့ကတော့အခြေအနေမှာအဆင်မပြေပါဘူးကိုယ့်ရဲ့စိတ်တူဟာကိုယ်နဲ့စိတ်နေတဲ့သဘောထားမတိုက်ဆိုင်တာအကျင့်ဝန္ဒနာမတူတာကြောင့် လမ်းခွဲရတပါတယ်အခြေကြီးပါလည်းညံ့နေပါတယ်အိမ်တော်ရှင်များအဖို့ကတော့ကိုယ့်ရဲ့အိမ်တော်ဘက်ကသူတစ်ပါးကိစ္စကိုလိုက်လံဆောင်ရွက်ရင်းနဲ့သူပါတော့အမှုခင်ပြဿနာကြုံရတဲ့ကာလလည်းဖြစ်ပါတယ်ဂျမိုင်းအနေနဲ့ကတော့ထိမိတိုင်းဖြစ်တတ်တယ်အထူးသဖြင့်ဥကောင်းနော်ဥကောင်းခိုင်းမိတာနော်ပေါက်သွားတာကွဲသွားတာကြုံရတဲ့ကာလလည်းဖြစ်ပါတယ် ဲ့တော့ကိုယ့်ရဲ့အတွေးအကြုံယူဆတဲ့ဒီကာလမှာမှန်ကန်နေပါတယ်နိုင်ငံခြားမှာအကြောင်းဝင်လျှောက်ထားတဲ့လူဆိုရင်တော့ဆရာကောင်းသမားကောင်းတွေတွေ့မယ်အကြောင်းဝင်ခွင့်တွေလည်းအောင်ပါလိမ့်မယ်လျှောက်ထားတာလည်းရပါလိမ့်မယ်အဲ့တော့ဒီကာလမှာတနည်းကလေးသာလူရဖို့ကတော့ဟိုကလို့ကကောင်းလို့လို့ဒီကလို့ကကောင်းလို့လို့နဲ့အချိန်ကုန်သွားတတ်ပါတယ်အဲ့တော့တခုခုကိုစောင့်ရှောက်ပြီးလုပ်ဖို့လိုပါတယ်ဒါပြီးတော့ ပစ္စည်းတွေထုတ်ပွဲရောက်ကြပြီးတော့လုပ်ငန်းတွေလုပ်မယ်လို့စိတ်ကူးတာဆိုရင်တော့မလုပ်ပါနဲ့နော်ဝေကြီးနဲ့ပတ်သက်လာရင်တော့ဒီကာလမှာငွေကြီးအထူးကန်ကောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်အန်ဒီပေါက်ကဲတို့မျိုးနမကဲတို့မျိုးပေါ့နော်ငွေတွေအလုံးနဲ့အရင်နဲ့ဝင်လာတတ်ပါတယ်အဲ့တော့ခုမှရှိတဲ့အငြင်းလေးတွေအခက်ကလေးတွေပြောတော့ဖို့အတွက်ကျွန်တော်တို့ ျလင်းလေးမှာအိမ်မှာကလေးဆောင်တဲ့အုတ်ထုတ်ပဲဖြစ်ဖြစ်လူကြီးဆောင်တဲ့အုတ်ထုတ်ပဲဖြစ်ဖြစ်နော်အဲ့ဒါအမိုက်ပုံမှာဆွပြပြီးတော့လိုရာစုတောင်းပါအဲ့လိုလုပ်လိုက်မယ်ဆိုရင်ကိုယ်ပါခက်ခဲနေတဲ့ခက်ခဲတွေပြပြပြီးတော့ကောင်းကျိုးချမ်းသာများ ရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ